ဒီတော့ဒီသံဃာနာတင်ကြားခဲ့တဲ့ပိဋကတ်တော်တွေဟာတဆင့်တက်ပြီးတော့ကျွန်တော်တို့စန့်ကျင်မဲ့စကားပြောနိုင်ပါသေးတယ်။နှစ်ပေါင်း2500ကျော်ကြာပြီလို့ဆိုတဲ့အခါကျတော့ဒီပိဋကတ်တော်တွေဟာမှန်သေးရဲ့လားဟုတ်ကောဟုတ်သေးရဲ့လားဒီလိုဆောရကဝင်စရာတွေတချို့တွေမှာရှိတတ်ပါတယ်။အဲဒီလိုမျိုးပြောလာတဲ့ပုံကိုယ်တွေရှိရင်လည်းဓမ္မမေရှင်သရကောင်းပေါင်းတို့အဲဒီပြောတဲ့ပုံကိုယ်ကိုပြန်ပြီးတော့ပြောပြလိုက်ပါ။ရာဇဂျိုဝေဇာလီပါတလိပုတ်တီဟိုမန္တလေးရန်ကုန်လို့ခေါ်တဲ့ သင်္ဂယနာ6တန်တင်ထားတဲ့အခါမှာအဲ့ဒီသင်္ဂယနာတင်ထားတဲ့ပုံကိုယ်တွေဟာခမည်းလိုရေချင်းတူမှမရှိဘူးတခုမှမပါဘူးလို့ဆိုပြီးတော့ဒီလိုရဲရဲတင်တင်ပြန်ပြောလိုက်ယူမှာပဲအဲ့တော့ကိုယ်ပမာဏကိုသိဖို့အရေးကြီးပါတယ်သင်္ဂယနာတင်ခဲ့တဲ့ဆရာတော်ရှင်သူမြတ်တွေဟာဘယ်လိုရေချင်းနေရှိတယ်ဘယ်လိုပုံကိုယ်တွေဖြစ်တယ်ဆိုတာကိုနားလည်တတ်ကြဖို့ဖြစ်ပါတယ်ဒါကြောင့်နံပါတ်၄ချက်ဖြစ်တဲ့မာပိရိကသမရဏနေနဂဏိဋ္ဌမှာပိရိကသမရဏနေနဆိုတာ တိပိရိကဒရလို့ခေါ်တဲ့ပိရိက၃ပုံကိုဆိုတာလည်းမဟုတ်ပါဘူး ပိဋကတ်လို့ခေါ်တဲ့ပိဋကတ်၃ပုံပြောတာလည်းမဟုတ်ပါဘူး။ရိုးရိုးပိဋကတ်ခန္ဓာလို့ခေါ်တဲ့ကျမ်းစာတွေပြောတာပါ။အဲဒီကျမ်းစာတွေဟာဘုသူတွေရဲ့ကျမ်းစာလဲလို့ဆိုရင်ကာလမတွေမှာရှိတဲ့ကျမ်းစာတွေဖြစ်ပါတယ်။ဒါကြောင့်ကာလမမင်းသားတွေကိုအစ်ထဒုံမေကာလမမာပရိကသမရဏိနဂဏိတာပရိကသမရဏိနမိမိတို့သင်ကြားလေ့ကျင့်နာယူမှတ်သားအကုန်သောစာပေပရိကများနဲ့ကိုက်ညီယုံများဖြင့်လဲမာဂဏိတာမှန်ပြရလို့မယူကြနဲ့အောင်မမှတ်ကြနဲ့အောင်လို့မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့ပါတယ် မာပရိကသမ္မာအနေနဲ့ဂန္ဓိတာပြီးတဲ့နေရာမှာနောက်တစ်ချက်ကပါလဲဆိုတော့မာတက်ကဟေတုတက်ကဟေတုဆိုတာတက်ကဆိုတာကြံစီခြင်းစဉ်းစားခြင်းဆင်ခြင်ခြင်းဆိုတဲ့အဓိပ္ပာယ်ထွက်ပါတယ်မိမိတို့ရဲ့အသိဉာဏ်နဲ့ကြံစီစဉ်းစားဆင်ခြင်ယုံနဲ့အဲ့ဒီအသိဉာဏ်တို့ရဲ့ဆင်ခြင်ဉာဏ်ကနေထွက်တဲ့အချက်တွေနဲ့ကိုက်ညီယုံမြဖြစ်လဲမာဂန္ဓိတာအမှန်ပြရလို့မယူကြနဲ့ဘူးမြတ်စွာဘုရားရှင်ကဆက်ဟောပါတယ်ဒီတော့တက်ကဆိုတာတက်ကပေဒဆိုတာကြံစီမှုပါဝိတက်ကြံစီမှုဆင်ခြင်မှုတွေပါ အင်္ဂလိပ်လိုပြောရင်တော့ logic လို့ဆိုပါမယ်ဒီလိုကြံစည်ခြင်းတွေးခေါ်ခြင်းဆုံးဖြတ်ခြင်းဆိုတဲ့တရားတွေဟာလည်းပဲတာမန်လူတွေအတွက်ကဘာမှမဟုတ်ပေမဲ့တချို့ဟာအမတန်မှတွေးတော်ကြံစည်မှုအားကောင်းကြပါစေ။စင်တာမရညာနေအားကောင်းကြပါအာကောင်းတဲ့ကသူတို့ဘာဖြစ်လာကြသလဲလို့ဆိုတော့သူတို့ရဲ့ဝါဒတစ်ခုဖြစ်နေတောင်တီထောင်နိုင်တယ်အခြားသောဝါဒတွေကိုလည်းပဲခြေဖြတ်နိုင်တယ်ထိပါနိုင်တယ်ပုတ်ခတ်နိုင်တယ်ဒီလောက်ထိအဆင့်မြင့်တဲ့အတွေ့အခေါ်တွေရှိကြပါတယ်ဟိုတုန်းကရုရှားမှာဆိုရင်လည်းပဲဒါထောင်ချုံထိုင်ပြီးတော့ဒူးဘော်လက်တင်ပြီးတော့ ခေါင်းကိုလက်ထောက်ပြီးတော့တွေးခေါ်ကြတဲ့ရုပ်ထုတွေအများကြီးရှိကြပါတယ်။အဲ့ဒါဘာလဲဆိုတက္ကပိဒ logic နဲ့ဆိုင်ပါတယ်။ဒီတော့တွေးခေါ်မျှော်မြင်မှုတရားတွေအားလည်းပဲဥပမာအပြင်တစ်ခုပြောရရင်သူတို့မှာအစိုးရစင်ကြီးရဲ့ဆုံးဖြတ်ချက်ရဲ့တေးချာချာပဲမင်းနေနေတွေးကြပါတယ်။ဥပမာတစ်ခုကျွန်တော်တင်ပြပါမယ်။မောင်ဖြူဆိုတဲ့ပုံကိုပေါ့။ဥဖြူပဲထားပါလိမ့်။ဥဖြူတဲ့ပုံကိုကျွန်တော်တို့ကသွားပြီးဥဖြူခမည်းဟာတင်မျိုးပဲလို့ပြောရင် ဥဖြူဟာကြိုက်ချင်မှကြိုက်ပါလိမ့်မယ်လက်ခံချင်မှလက်ခံပါလိမ့်မယ်သို့တော့လည်းပဲအဲ့ဒါလိုပြောနိုင်မှုအတွက်စဉ်းစားဆင်ခြင်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာသေချာချာခွင်ချပြီးတော့စဉ်းစားပါတယ်ပထမဦးဆုံးပါပြောတယ်လူစီစီမျိုးဖြစ်စီဆိုပြီးတော့တင်ပြအဲ့တော့အားလုံးလက်ခံကြအဲ့ဒီတော့နောက်တစ်ဆင့်ကဘာလဲလို့ဆိုတော့ဘာအဆိုပြောလဲလို့ဆိုတော့ဥဖြူစီလူဖြစ်စီဒုတိယချက်ကပြောတယ်ဥဖြူလည်းညင်းလို့မရဘူးပြီးတော့မှနောက်ဆုံးဆုံးဖြတ်ချက်အဖြေတစ်ခုထုတ်တယ်ထို့ကြောင့်ဥဖြူစီစိတ်မျိုးဖြစ်စီဒီကြတော့ဥဖြူမညင်းနိုင်တော့ ဒါလိုက်ပြောရင်ဥပ္ပုအနေနဲ့ကလန့်ငဆန်ဖြစ်ခြင်းဖြစ်မယ်ဒီတော့နံပါတ်၁ချက်လူစီစီမျိုးဖြစ်သည်ဥပ္ပုစီလူဖြစ်သည်ထို့ကြောင့်ဥပ္ပုစီသေမျိုးဖြစ်သည်လို့ဆိုတဲ့ကဥပ္ပုကညှင်းနိုင်မှုမရှိပါဒါဟာတက်ကပေကြရဲ့စွမ်းရည်တစ်ခုဖြစ်ပါတယ်လော့ဂျစ်ရဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်ထိုနည်းတူစွာပဲအမျိုးမျိုးစဉ်းစားကြတဲ့အခါမှာတချို့ဟာတွေကလည်းပဲတောမရောက်တောင်မရောက်နဲ့ရချင်းစရာလိုဖြစ်ပြီးပျက်စီးသွားတဲ့အတွေ့အကြုံတွေလည်းရှိပါတယ်။ဥပမာအပြင်ရေကိုအသုံးချရေရဲ့အသုံးဝင်မှုကိုစဉ်းစားကြတဲ့အခါမှာနံပါတ်၁ချက် ်ယောက်ကမှရေမရှိရင်ကျွန်တော်တို့ရေကူးတက်မှာမဟုတ်ပါဘူးဆိုတခုဒုတိယချက်အဲ့ဒါလို့ရေကူးမတက်ရင်အားလုံးရေကူးတင်ရေနစ်ပြီးတော့သေကုန်ပါလိမ့်မယ်ချက်တစ်ချက်တင်ပါအဲ့တော့တဝက်တစ်ပြက်နဲ့ပြတ်သွားတယ်ပေါ့ရေမှမရှိပဲရေနစ်ရေနစ်သေးစရာအကြောင်းမှမရှိတချို့ကလည်းပဲဟိုတုန်းကကျွန်တော်တို့နိုင်ငံကြီးလောကမှာပြောတာရှိပါရဲဘော်စီတိုင်းပြည်အတွက်ဖြစ်စီရဲမေစီတိုင်းပြည်အတွက်ဖြစ်စီထို့ကြောင့်ရဲဘော်စီရဲမေအတွက်ဖြစ်စီဒီလို ကဘာဒီဘောက်ချာအတွေးခေါ်တွေလည်းရှိပါတယ်ခုနလိုဆိုရစင်ကြီးရဆုံးဖြတ်ချက်ရကပိုင်ပိုင်နေနေပြောတာပါလူစီစီမျိုးဖြစ်သည်ဥဖြူစီလူဖြစ်သည်ထို့ကြောင့်ဥဖြူစီတေမျိုးဖြစ်သည်အဲဒီလိုအတွေးရစင်ကြီးရစင်ကြီးမှုရဆုံးဖြတ်ချက်ရဘာသာကြီးတစ်ခုကိုသွားပြီးတော့တို့ထိလိုက်တဲ့အခါမှာအမတန်တုံ့လို့စရာကောင်းပါလားသူကဘာလို့တို့ထိလဲလို့ဆိုတော့သာဝရဘုရားနဲ့ပတ်သက်တဲ့ဟာကိုသွားပြီးတော့တို့လိုက်တယ်နံပါတ်1ချက်က ဘာဆိုပြောလဲဆိုတော့ထာဝရဘုရားသခင်ကြီးတဲ့သူမပြုတ်လုံနိုင်သောအရာမရှိအလုံးလက်ခံကြဒုတိယအဆိုတစ်ချက်ကိုတင်ပါထာဝရဘုရားသခင်ကြီးအရာရာကိုဖန်ဆင်းနိုင်၏ဒီတော့လက်ခံရပါတယ်ပြည်မြတော်တောင်ကြီးအကုန်သူဖန်ဆင်းထားတာပဲနောက်ဆုံးဆုံးဖြတ်ချက်အဖြစ်တစ်ခုမိဂုံးလေးတစ်ခုကိုမေးပါဒါဖြစ်ရင်ထာဝရဘုရားသခင်ဟာသူမမနိုင်တဲ့ကြောက်တုံးကြီးတုံးကိုဖန်ဆင်းနိုင်မလားအဲ့ဒီတော့ပြဿနာကြီးကြီးတက်ပါ ဖန်ဆင်းနိုင်တယ်လို့ဆိုရင်သူမမနိုင်တဲ့ကြောက်တုံးကြီးပေါ်လာတဲ့အတွက်ပထမအဆူဟာပြတ်သွားပါတယ်။ထာဝရဘုရားသခင်ကြီးသူမပြုတ်လို့နိုင်တော့အရာမရှိစားပြတ်သွားပါတယ်။အဲဒါလိုပြတ်မှကြောက်လို့မမမဖန်ဆင်းနိုင်ဘူးလို့ဆိုရင်ဒုတိယအဆူဖြစ်တဲ့အရာရာကိုဖန်ဆင်းနိုင်ပြီဆိုတဲ့အဆူပြတ်ပါ။အဲဒါ logic ရဲ့ဟိုတုန်းကကျွန်တော်တို့ဖတ်ဖို့တဲ့ logic and long code ဆိုတဲ့စာအုပ်ကဖြစ်ပါတယ်။ဘာသာပြန်စာအုပ်တစ်ခုပါ။ဒီတော့အဲဒါလိုမိမိကမိမိတွေးတောကြံစီတဲ့တက်ကလို့ခေါ်တဲ့စင်ကြင်ညာတစ်ခုကိုလည်းပဲ။ ဟုတ်ပြီရဲ့လို့မှန်ပြီရဲ့လို့မထင်နဲ့ဘူး။သာဝရဘုရားသခင်ကိုသွားတွေ့လိုက်ကြတာဟိုမှာကစတဲ့ကူကအရာရာကိုဖန်ဆင်းတယ်တို့မပြည့်လို့နိုင်တဲ့အရာမရှိလို့ဆိုတဲ့တွင်နှီးမအဖြစ်မားဆိုတဲ့ဘာသာတစ်ခုကိုသွားတွေ့ထိလိုက်လို့ဒီလိုအောင်နိုင်မှုတစ်ခုရတယ်လို့ဆိုရပါမယ်။ကျွန်တော်တို့ဗုဒ္ဓဘာသာ ရှုထောက်ကနေကြည့်မယ်လို့ဆိုရင်ဗုဒ္ဓဘာသာမှာဒီ logic ကဘယ်လိုမှဝင်လို့မရဘူး။ဒါကိုမြတ်စွာဘုရားရှင်ကအရှိကိုသိပါကျွန်တော်တို့ဗုဒ္ဓဘာသာမှာအရှိမှန်တရားဖြစ်တဲ့စိတ်စေတသိက်ယုတ်နိဗ္ဗာန်ဆိုတဲ့၄ခုရှိပါတယ် စိတ်စိတ်တသိယုတ်ဟာလောကီယတရားလောကတရားတွေဖြစ်ပါတယ်။နိဗ္ဗာန်ဟာလောကုတ္တရာတရားဖြစ်ပါတယ်။ဒီတော့စိတ်စိတ်တသိယုတ်မှာစိတ်ဆိုတဲ့ဟာတစ်ခုဟာယတမိန်သမေယေကာမဝါစရံကုသလံဥပ္ပန္နစိတ်တံဥပ္ပန္နဟောတိစိတ်ဟာအာယုံကိုမှီပြီးတော့ဖြစ်ကြရတယ်။ဒုရင်ငမန်ဧကစရံဘယ်တော့ဝေဝိတုအာယုံကိုလှမ်းယူနိုင်လဲ။စိတ်ရထူးခြားမှုတွေဟာလောကမှာသိပ္ပံပညာဟာစိတ်တိုင်းကရိယာမပေါ်သေးပါဘူး။ စိတ်ရဖြစ်ပုံပြက်ပုံတွေကိုမြတ်စွာဘုရားရှင်ဟောကြားတဲ့အခါမှာအင်မတန်မှစမ်းကြယ်ပါတယ်စမ်းကြယ်လို့ပဲအဲ့ဒီသဘောတရားတစ်ခုကိုစိတ်တဆိုတဲ့တရားနဲ့ကိုပြေးပါတယ်စိတ်တဆိုတာစမ်းကြယ်ခြင်းပါကျွန်တော်တို့တန်တယ်မှာကျွန်တော်တို့ပြန်ကြည့်ရင်အခုပဲကျွန်တော်တို့လိုချင်တယ်အခုမလိုချင်ဘူးအခုပဲဒါနလိုချင်တယ်အခုပဲမပေးချင်တော့ဘူးတော့အကြတော့ဟိုစိတ်ရောက်လိုက်ဒီစိတ်ရောက်လိုက်ကာမစိတ်ရောက်လိုက်တရားထိုင်ခြင်းစိတ်ရောက်လိုက်နာညီတဲ့စိတ်ရောက်လိုက်အခုပဲနားထောင်ခြင်းတဲ့စိတ်ရောက်လိုက်အမျိုးမျိုးပြောင်းလဲနေတဲ့အတွက်ဒါဟာစမ်းကြယ်တဲ့အတွက်စိတ်တလို့ခေါ်ပါတယ် ။ယောဂမှာအရာတစ်ခုကအဖြူလိုက်နီးလိုက်ဝါလိုက်ပြားလိုက်အမျိုးမျိုးဖြစ်နေရင်ဒါကိုဆန်းကျယ်တယ်လို့ခေါ်တယ်လို့ကျွန်တော်တို့ရဲ့တဏ္ဍာမှာရှိတဲ့အာယုံကိုတိတက်မှုဆိုတဲ့စိတ်ဆိုတဲ့သဘောတရားအမြဲတမ်းဆန်းကျယ်ပါတယ်။လက်ပြတိုးတက်မှာဂတိတသိမ့်မကလည်းဖြစ်ချုပ်နေပါတယ်။အဲဒီလိုစိတ်ကိုယ်တော်မှာစိတ်တိုင်းကိရိယာတစ်ခုနဲ့မလုံနိုင်ဘူးလို့ဆိုရင်စိတ်ကိုမှုတွယ်ပြီးစိတ်ကိုချဲလဲနေတဲ့စေတသိက်ကလို့ခေါ်တဲ့စေတသိက်တရားတွေဟာအမြဲတမ်းမှပူဆန်းကျယ်ပါတယ်။အဲ့တော့အဲ့ဒီစိတ်စေတသိက်ယုံတစ်ခု ပေါင်းတာကိုပဲယုံနံလို့ခေါ်ပါတယ်။နံယုတ်တရားနှစ်ပါးလို့ခေါ်ပါတယ်။ ဲ့တော့နန်းဆိုတာနမတိတိနန်းနဲ့အာယုံကိုကိုင်းတက်ရှိုင်းတက်ညွတ်တက်တဲ့အတွက်နန်းလို့ခေါ်မယ်ရုပ်ဆိုတာဖောက်ပြန်ထွေပြတတ်တဲ့အတွက်ရုပ်လို့ခေါ်အခုမြင်နေရတဲ့ရုပ်တန်းကြီးတွေကိုဗုဒ္ဓဘာသာကရုပ်လို့ခေါ်သေးပါဝိပရိနာမလို့ခေါ်တဲ့ဖောက်ပြန်မှုသဘောလက္ခဏာတစ်ခုကိုသာရုပ်လို့ခေါ်ပါတယ်အပူနဲ့ပဲတွေ့တွေ့အေးနဲ့ပဲတွေ့တွေ့အဲ့ဒီတော့အဲ့ဒီနာယုတ်တရားနှစ်ပါးမှာတော်တော်ထင်ရှားတဲ့ဥပမာလေးတခုပြောပါမယ်။စာရီအကြောင်းကြီးပဲပြောနေရင်သိပညာရဆန်သွားမှာဖြစ်တဲ့အတွက် လောကီထဲမှာရှိတဲ့လောကီယတရားတစ်ခုကိုပဲ logic ကဘယ်လိုချင့်ကပ်နိုင်မလဲမိမိရဲ့အတွေ့အကြုံစီနဲ့မြန်မမီနိုင်တဲ့ဟာလေးတခုကျွန်တော်တင်ပြချင်ပါအဲ့ဒါဘာလဲလို့ဆိုတော့အခုမှကျွန်တော်တို့ရဲ့လက်ကိုဓာတ်တစ်ခု ရှသွားတယ်ဓာတ်ရှသွားတယ်ကျွန်တော်တို့နာသွားတယ်နာတဲ့အခါမှာဝေဒနာဆိုတာ ဖြစ်လာဒုက္ခဝေဒနာဆင်းရဲခြင်းဝေဒနာအဲ့ဒီခံစားခြင်းဆိုတဲ့ဒုက္ခဝေဒနာကိုခံစားခြင်းဆိုတဲ့ဆင်းရဲခြင်းဝေဒနာတခုဖြစ်တာဘာကြောင့်လဲလို့အကြောင်းကိုကောက်လက်ကိုဓာတ်ရှလို့လို့ဖြေပါလိမ့် လက်ကိုဓာချတယ်ဆိုတာဘာကိုပြောတာလဲလက်ထဲကိုဓာဝင်သွားတယ်တွေးထွက်သွားတယ်ဒါကိုနာကျင်တယ်လို့အကြံပြင်းပြောလို့ရပါတယ်သို့တော့ဒီနေရာမှာကျွန်တော်ဆိုလိုချင်တာကဝေဒနာတစ်ခုဖြစ်ပေါ်ဖို့ဟာကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကလက်နဲ့ဓာနဲ့လက်ထဲကိုဓာဝင်လို့ဝေဒနာဖြစ်တာမဟုတ်ဘူးတဲ့အင်မတန်နည်းနည်းဖို့ကောင်းပါဝေဒနာရဲ့ဤသောကြောင့်ဟာဖတ်တာဖတ်တာဖြစ်เสียဝေဒနာလို့ဆိုပါဖတ်တာမရှိဘဲနဲ့ဝေဒနာမရှိဘူးတဲ့ ဒါဖြင့်လက်ထဲကိုဓာဝင်သွားတာဟာဖတ်တာလို့ပြောလို့မဟုတ်ဘူးအဲ့ဒါဖုတ်တာပါရိုးရိုးချင်းထိလိုက်တာဖုတ်တာပါနည်းနည်းလေးကျွန်တော်မြင့်လိုက်ပါလက်ထဲကိုဓာဝင်သွားတဲ့ဟာကိုဖတ်တာမဟုတ်ဘူးလို့ဆိုတော့ဖတ်တာဟာပါလေကာယင်စပဋိစ္စဖုတ်တာပိစ္ဆာဥပ္ပစ္စတိကာယဝိညာဏံတိဏံသင်္ကတိဖတ်တော့ဖတ်တာပိစ္ဆာဝေဒနာဝေဒနာပိစ္ဆာတဏှာလို့လောက်ပါ ကာယင်္စဆိုတဲ့ကာယပဒါဒအကြည်တတ်ရေဖုတ္တဘာယုံလို့ခေါ်တဲ့ဖုတ္တဘာလို့ခေါ်တဲ့ပထဝီတေဇောဝါယောဆိုတဲ့တရားဒီနှစ်ခုထိတွေ့လိုက်ကာယင်္စပဋိစ္စဖုတ္တပိစ္စအဲ့ဒီနှစ်ခုထိတွေ့လိုက်တဲ့အခါမှာဥပ္ပစတိဖြစ်ပေါ်လာတယ်ဘာလဲဆိုကာယဝิญဉာဏ်နဲ့ထိတိစိတ်လေးတခုဖြစ်ပေါ်လာဒီထဲမှာဝေဒနာဝေဒနာဆင့်မရောက်သေးဘူးအဲ့ဒီထိသိစိတ်ကလေးကိုမှသောသောကကာယပဒါဒအကြည်တတ်ရေဖုတ္တဘယုံရေကာယဝิญဉဉ်ရေဒီသုံးခုကိုတိဉ္ဏထုသုံးခုကိုသင်္ကတိပေါင်းစုရေဖတ်တော်ဖတ်တာဒီဥပ္ပစတိဖြစ်လာ ဒီသုံးခုကိုပေါင်းပြီးကြိတ်ချလိုက်မှာဖတ်တာဆိုတဲ့အာယုံကိုတွေးကြည့်ခြင်းသဘောလက္ခဏာဆိုတာဖြစ်တယ်။အဲ့ဒီဖတ်တာဖြစ်မှာဝေဒနာဆိုတဲ့နာကျင်မှုကောင်းမှုခံစားမှုဆိုတာဖြစ်တယ်။ဒီသုံးခုထဲမှာဖုတ္တဘဆိုတဲ့ဟာကိုဖယ်ထားလိုက်။ဒါရဲ့ကျန်တဲ့မှုအဓိကချက်ကကာယပဒါဒနဲ့ကာယဝိညာဉ်နှစ်ခု။အဲ့ဒီနှစ်ခုတစ်ခုခုရုပ်လျော့နေရင်ဖတ်တာမဖြစ်ဘူး။ဆိုပါစို့ကာယပဒါဒအကြည့်မရှိအောင်လုပ်ထားမယ်။ လက်ညိုးကိုဓာချရတယ်ဆိုအဲ့ဒီလက်ညိုးမှာကာယပဇာဒအကြည်ရှိတယ်အဲ့ဒီကာယပဇာဒအကြည်လက်ညိုးကိုမရောက်အောင်ထုံသေးတစ်ခုခုနဲ့သိပ္ပံကထိုးထားမယ်ထက်မသွားဘူးအဲ့နေရာတားထားတယ်အဲ့ဒီလူဝေဒနာဆိုတဲ့နာကျင်မှုမဖြစ်ဘူးရှင်းပါတယ်နော်ဘာချို့ရင်းသွားလို့လဲကာယပဇာဒအကြည်မရောက်အောင်လှုပ်ထားတာထုံသေးနဲ့ဖသဆိုတာကာယပဇာဒအကြည်တည်းရေဖုဒ္ဓဗ္ဗရေကာယဝိညာဉ်ရေဒီသုံးခုပေါင်းမှဖသဖြစ်တယ်အဲ့ဒီဖသဖြစ်ပြီးမှဖသဖြစ်เสียဝေဒနာဆိုပြီးခံစားမှုဖြစ်တယ် ဒါဖြင့်ဒီကာယပဒါဒအကြည်မဖြစ်တယ်လို့မရှိတောင်လှုပ်ထားတယ်လို့ကာယဝิญဉ္ဇိတ်မရှိအောင်လည်းလှုပ်ထားတယ်လှုပ်လို့ရတယ်သိပြန်လားဘယ်လိုလှုပ်မလဲအခုမှကျွန်တော်တို့ operation လုပ်နေတဲ့ bike ခွဲနေတဲ့လူတယောက်ကိုမေးဆေးပေးလိုက်မေးဆေးပေးလိုက်တဲ့အခါမှာကာယဝิญဉ္ဇိတ်ဆိုတဲ့ထိသိစိတ်မရှိဘူးဘာဖြစ်နေလဲအဲ့ဒီစိတ်ဟာမနောဝิญဉ္ဇိတ်ဟာဘာဖြစ်နေလဲဘဝင်စိတ်ဖြစ်နေတယ်အိပ်ပျော်နေတယ်မေ့လျော့နေတယ်ဘဝင်စိတ်ဖြစ်နေတဲ့အတွက်ကာယဝิญဉ္ဇိတ်မဖြစ်ဘူးကာယဝิญဉ္ဇိတ်ဒီဝီထိစိတ်ထဲမှာပါတယ် ဝင်ပြက်ပြီးမှကာယဝဉာဉ်စိတ်ဖြစ်ရပါတယ်။ဒါကြောင့်မေဇင်းနဲ့ပေးထားတဲ့လူတယောက်ကိုဘိုက်ကြီးခွဲလိုက်ဥရင်ထုတ်လိုက်ဖြတ်လိုက်တောက်လိုက်ဆက်လိုက်ပြန်ချုပ်လိုက်အကြီးတွေနဲ့အဲ့ဒီလူနာကျင်တဲ့ဝေဒနာဖြစ်သလားဆိုတော့မဖြစ်ဘူး။ဘာကြောင့်လဲဖတ်တာမရှိဘူး။ဖတ်တာဘာကြောင့်မရှိလဲ။စောစောကကာယဝဉာဉ်စိတ်မဖြစ်အောင်ဘဝင်ချထားလို့ဈေးတခုခုနဲ့ဘဝင်ချထားလို့မေဇင်းတို့နဲ့ခုနကပြောတဲ့ကာယပဇာတမရောက်အောင်မေဇင်းနဲ့ထုံထုံဈေးနဲ့ဖြတ်ချထားတယ်လို့ကာယဝဉာဉ်စိတ်မရှိအောင်မဖြစ်အောင် ဘဝင်စိတ်ကြနေအောင်မင်းစင်းနဲ့ပေးထားတဲ့အတွက်ဒီဆုံးခုရုပ်လျော့တဲ့အတွက်တိဏ္ဍသင်္ကတိအဲ့ဒီဆုံးခုပေါင်းမှဖတ်တာဖြစ်တဲ့အတွက်ဖတ်တာမရှိတဲ့အတွက်ဝေဒနာမရှိဘူးမြတ်စွာဘုရားရှင်တော်တိတိကျကျဟောထားတဲ့ဒေသနာဘဲဘာသာမှာကျွန်တော်တို့ရှာတွေ့မှာလေမြတ်စွာဘုရားရှင်အမတန်ကြည်ညိုဖို့ကောင်းပါတယ်တရားတွေကအမတန်ကြည်ညိုဖို့ကောင်းပါတယ်ဒါကြောင့်ဒီလောက်ခက်ခဲနဲ့နေတဲ့တရားတွေလက်ကိုဓာချလို့ထိသွားလို့နာသွားတဲ့ဝေဒနာဖြစ်တယ်ဆိုတာအရင်ပြောစကားပဲဖတ်တာကိုကြော်ပြီးဖြတ်ပြောတာ ဖတ်တာမရှိဘဲနဲ့မဖြစ်ဘူးကြိုက်တဲ့လောက်ကြည့်ကြည့်ခုနလိုထုံစေးပေးထားတယ်မေးစေးပေးထားတယ်အချက်တွေကိုဖတ်တာဖြစ်နိုင်စရာအချက်တွေဖြတ်ထားရင်မရှိဘူးဒီလောက်နည်းနည်းတဲ့အရာတစ်ခုကို logic ဆိုတဲ့တရားခုနပြောတဲ့အစိုးရစင်ကြီးရဲ့ဆုံးဖြတ်ချက်ရဲ့နားကပ်လို့မရပါဘူးအဝေးကြီးပါဒီလိုဘာသာကြားကနေတွေးခေါ်မျှော်မြင်တဲ့ logic လို့တက်ကပေးထားဘာသာမပြောနဲ့ကျွန်တော်တို့ဘ ഹു ဗုဒ္ဓဘာသာလို့ခံယူရတဲ့ပုဂ္ဂိုလ်တွေတော့ခုနကျွန်တော်တင်ပြတဲ့အခန်းတွေကိုစာပေပရိယတစ်ခုခုကိုအခြေခံဝန်းစာရှိမှဒါတွေကိုနားလည်နိုင်ပါလိမ့်။နောက်ပြန်ကျွန်တော်တို့ဆက်ကြည့် ဒါလောကီယာတရားပဲရှိသေးတယ်လောကုတ္တရာတရားနိဗ္ဗာန် logic ကဘယ်လိုတိုင်းတာမလဲဘယ်လိုဆိုရစင်ကြီးရဟာတွေပြီးမလဲနိဗ္ဗာန်ဒီလောကကလွန်မြောက်တဲ့တရားလောကုတ္တရာတရားဖြစ်တယ်လောကုတ္တရာတရားဖြစ်တဲ့အတွက်လောကထဲကနေနိဗ္ဗာန်ကိုနားလည်နိုင်ဖို့အဆင်မရှိဘူးလောကအကြောင်းကောင်းကောင်းသိချင်ရင်လောကအပြင်ဘက်ကိုထွက်ရတယ်လောကဥဒ္ဒရာကဘာရဲ့အကြောင်းကိုကောင်းကောင်းသိချင်ရင်ကဘာအပြင်ဘက်ကိုထွက်နိုင်မှာပို့ပြီးတော့သိလိမ့်မယ်ကဘာအတွင်းပြင်ကိစ္စတွေအကုန်လုံးသိနိုင်တယ် ဒါကြောင့်လောကလောကုတ္တရာအကြောင်းသိခြင်းရင်လောကကနေထွက်အောင်လုပ်တာထွက်မြောက်ထားတဲ့စိတ်ရှိရမယ်။မဲ့ညံဖွညာအစရှိတဲ့ပန္တိယပန္တိတာဝေဒနိယောလို့ခေါ်တဲ့မဲ့ညံဖွညာအစရှိတဲ့ပုဂ္ဂိုလ်တွေသာသိနိုင်မယ်။ဒါဖြင့်ပရမတ္ထတစ်ခုမှာလက္ခဏာရတပိစိဝတံပဋ္ဌာန်ကြီးလားထန်လေးတန်ရှိပါတယ်။ဗုဒ္ဓရဲ့ laboratory လို့လည်းခေါ်ပါတယ်။ဗုဒ္ဓရဲ့တက်ခွဲခန်းဖြစ်ပါတယ်။နိဗ္ဗာန်ဟာလက္ခဏာအဖြစ်အမှတ်သားအဖြစ်ပြောရင်တန်တိလက္ခဏာလို့ဆိုပါတယ်။အေးငြိမ်းခြင်းသဘောလက္ခဏာရှိတယ်။ အဲ့ဒီအင်းငင်းချင်းသဘောလက္ခဏာဆိုတာတန်တိဒုက္ခဆိုတာအခုကျွန်တော်တို့ဘယ်ဒုက္ခနဲ့မှစားထိုးပြလို့မရလောကကိုလွန်မြောက်နေတဲ့လောကုတ္တရာတစ်ခုကိုလောကဝဝတာတစ်ခုနဲ့လောကအတိုင်းတာတစ်ခုနဲ့လောကပြညတ်တစ်ခုနဲ့ထင်ဟပ်ပြလို့မရအခုကျွန်တော်တို့သိနေတဲ့ခံစားမှုဒုက္ခချမ်းသာတွေအလုံးဟာဝေဒယိတဒုက္ခလို့ခေါ်ပါတယ်ခံစားချမ်းသာလို့ခေါ်ပါတယ်ခန္ဓာချမ်းသာနိဗ္ဗာန်ရဲ့ချမ်းသာတန်တိဒုက္ခကခံစားချမ်းသာမဟုတ်ဘူးတည်ရှိချမ်းသာလို့ခေါ်ပါတယ်မဖြစ်မပြတ်နဲ့တည်ရှိတဲ့ချမ်းသာ အဲ့တော့တက်ကဗေဒလို့ခေါ်တဲ့ logic ကဘယ်လိုစမ်းသပ်နိုင်မလဲအဝေးကြီးဖြစ်ပါတယ်လက္ခဏာပြီးတော့ရတ္တနိဗ္ဗာန်ရဲ့ရတ္တအနိမိတပိစုပ္ပတ္ထံဗဒ္ဒထံအပြင်အနိမိတပိစုပ္ပတ္ထံလုံးရတ္တံပုံဟံနမိတ်မမရှိဘူးဣဇုတိရတ္တသုတိမလေသေလွန်ခြင်းကိုလွန်မြောက်တဲ့တရားဖြစ်တယ်ဥပတ္တိပင်လည်းမရှိဘူးတဲ့ဖြစ်ချင်းပြက်ချင်းလည်းမရှိတော့ အာနိမိတ်တံပြည့်စုံထန်တယ်လုံရသရံပုံဟန်နမိတ်လည်းမရှိဘူးနိဗ္ဗာန်ဘာမှလဲလို့ပြဖို့အတွက်ဒသနာကိစ္စလို့ခေါ်တယ်မျက်စိနဲ့မြင်နိုင်တဲ့အရာကိစ္စမဟုတ်ဘူးနိဗ္ဗာန်ဟာရေမြေလင်မိတက်ကြီး၄ပါးဆိုတဲ့မဟာဘုတ်၄ပါးနဲ့ပေါင်းစပ်ဖွဲ့စည်းထားတာမဟုတ်တဲ့အတွက်သင်္ကတဆိုတဲ့တရားတွေကနေလွတ်မြောက်နေတဲ့အသင်္ကတတရားဖြစ်တယ်မဟာဘုတ်မရှိတဲ့အတွက်ဒီလုံရသရံပုံဟန်နမိတ်ကိုကြည့်နိုင်မပြနိုင်နောက်တုံးတစ်ချက်ပဋ္ဌာထံဒါဖြင့်နိဗ္ဗာန်ကိုတိုင်းရိုက်မသိနိုင်ရင် logic ကဒီနိဗ္ဗာန်ကိုချင်းကပ်မယ်သူရဲ့ဤသောအကြောင်းကိုချင်းကပ်မယ် ခုနဝေဒနာရဲ့နီးသောကြောင့်ဖတ်တာချင်းကတ်တယ်ချင်းကတ်မယ်ဆိုတော့ဗဒ္ဓဌာဏနလဘတိနိဗ္ဗာန်မှာနီးသောကြောင့်မရှိဘူးဝေဒနာချုပ်လို့နိဗ္ဗာန်ဖြစ်ရတယ်တဏှာချုပ်လို့နိဗ္ဗာန်ဖြစ်ရတယ်ခန္ဓာချုပ်လို့နိဗ္ဗာန်ဖြစ်ရတယ်လို့ဆိုရင်ဖြစ်ပေါ်လာတဲ့နိဗ္ဗာန်ကလည်းပဲဥပ္ပတ်ရှိလာရင်ဥပ္ပတ်ထိပင်နဲ့ပြည့်စည်သွားအောင်ပဲဒါကြောင့်နိဗ္ဗာန်မှာနီးသောကြောင့်မရှိတဏှာကင်းရတဏှာကုန်ရနိဗ္ဗာန်မယ်ဒါဖြင့်နိဗ္ဗာန်မှာဘာမှမရှိဘူးလားလို့မင်းရင်ဘာမှမရှိတာမဟုတ်ဘူးရှိတယ်မရှိတဲ့တရားတွေကဘာတွေလဲ ရှိတာကတန်တိလက္ခဏာဆိုတဲ့အေးငြင်းခြင်းသဘောလက္ခဏာရှိမရှိတဲ့တရားဟာဘာတွေလဲနိဗ္ဗာန်မှာအတဝါမရှိဘူးအောကမရှိဘူးယောဂမရှိဘူးခန္ဓာမရှိဘူးဥပါဒံမရှိဘူးနိဝရဏမရှိဘူးအနုတ္တယမရှိဘူးတန်ရောစင်မရှိဘူးကိလေသာမရှိဘူးဒီလိုတရားစိုးတွေမရှိတဲ့အရာကိုနိဗ္ဗာန်လို့ဒီလိုသတ်မှတ်ပါဒါကြောင့်နိဗ္ဗာန်ကိုမိမိတို့ရဲ့လောကုတ္တရာဉာဏ်မရှိဘဲနဲ့မိမိတို့ရဲ့လောကီဉာဏ်လောက်နဲ့ပုထုဇဉ်တို့ရဲ့ဉာဏ်လောက်နဲ့လည်းပဲကြံစီမှန်းဆတိုင်းတတ်ချက်ဖြစ်ရဖော်ပြလို့မရဘူး အဲ့ဒီမန်းစားချက်တွေနဲ့ကိုက်ညီရုံများဖြစ်နေမှန်တယ်ရဲ့လို့မယူကြနဲ့အောင်မြတ်စွာဘုရားရှင်ကအရှိကြီးကိုကြည့်ပြီးတော့ဒါကလာမမင်းသားတွေကိုဖော်ပြထားတဲ့တရားဖြစ်ပါတယ်။ဘာလဲလို့ဆိုတော့ဖယားတရားတန်ခါဆိုတဲ့ယတနာ၃ပါးရှိပါတယ်။အဲ့ဒါကိုကြံစီကြစဉ်းစားကြတယ်။ဖယားနဲ့တရားနဲ့ဘယ်သူမြတ်တယ်လဲပေါ့။ဟိုတုန်းကကြံဒီကံတို့ဘာလို့ဟောဘူးလဲ။ဖယားနဲ့တရားဘယ်သူမြတ်တယ်လဲလိုက်ဟောလိုက်မေးတာ။ဆရာတော်ကြီးကြီးရောက်တော့ကမင်းတို့အယူတွေဆိုမောင်းထုတ်ပြတယ်။အဖြေမပေးဘူးပေါ့လေ။ အမှန်တော့အဖြေတစ်ခုပေးရပါမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကသာသနာတွင်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့မှာပေတံရှိတယ်။ပါဠိတော်ထာဂရာတိကသုတ်တံဝိနိအဘိဓမ္မာဒါတွေအလုံးကကျွန်တော်တို့ရဲ့ပေတံပါ။ကျွန်တော်တို့ရဲ့မူဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့ဗုဒ္ဓဘာသာတွေမှာမူဆိုတဲ့စနစ်ရှိပါတယ်။ဥပမာဆိုပါစို့ကျွန်တော်တို့ဖြစ်စဉ်မြန်မာလိုပါဠိလိုပြောရင်တော့ဘဝတိတ်ကမလို့ခေါ်ပါတယ်။ဖြစ်စဉ်။နောက်ဒုတိယတစ်ခုကပယ်စဉ်။ပဟာနကမလို့ခေါ်ပါတယ်။နောက်နံပါတ်3 ကျင့်စဉ်ပฏิပတ်တိတ်ကမှာလို့ခေါ်ပါတယ်။နောက်ဘုံစဉ်ဆိုတာရှိပါတယ်။ဘူမိတ်တကဘူမိတ်တကမှာဘုံစဉ်ဆိုတာရှိပါတယ်။နောက်တစ်ခုကဟောစဉ်ဆိုတာရှိပါတယ်။ဒေသနကမှာနောက်အမျက်စဉ်ဆိုတာရှိပါတယ်။ဓက္ခိကောယုကမှာဒီလိုအစဉ်တွေကိုကျွန်တော်တို့ဟာပေးတဲ့ပွဲထားရပါလိမ့်။ဖယားတရားတန်ခါဆိုတဲ့ယရဏ၃ပါးကိုဆင်ထားတာ ဖခင်အမြတ်လို့ရှေ့ရထားတာဗောဟုတ်လားအမိနဲ့ဖမှာအမိအမြတ်လို့ရှေ့ရထားတာဗောလို့ဆိုပြီးကိုယ့်ရဲ့ဉာဏ်လေးနဲ့ခုနပြောတဲ့တက်ကဆိုတဲ့မာတက်ကဟေတုကြံစီပြီးတော့စဉ်းစားဆင်ခြင်ကြပါအဲ့တော့ကျွန်တော်တို့စဉ်းစားရမှာကကျွန်တော်တို့မှာပေတံရှိတယ်ကျွန်တော်တို့ဉာဏ်နဲ့မလုံလောက်တဲ့ခါမှာမြတ်စွာဘုရားရှင်ဟောကြားတဲ့ဒေသနာတော်ဒီနဲ့ဖခင်တရားတန်ခါဆိုတဲ့အစဉ်သုံးခုကိုဆင်တာဟာအမြတ်ကိုဆင်တဲ့ဟာမျိုးမဟုတ်ပါဖြစ်စဉ်ကိုဆင်လာတာဖြစ်ပါတယ်ပဝတ်တေကမှာဖြစ်ပါတယ်ဖခင်အရင်ဆုံးပေါ်ထွန်းရပါတယ် ဘုဒ္ဓလောကေသမုတ်ပံတော်ဟိတယတပပာနိဖြစ်စဉ်အရာဘုရားဟာနံပါတ်1ဖြစ်ပါဘုရားဖြစ်ပြီးတော့မှအဲ့ဒီမြတ်စွာဘုရားရှင်ကနေပြီးတော့ဓမ္မကိုဖော်ထုတ်ပါတယ်ဒုတိယဖြစ်စဉ်ကဓမ္မပါဓမ္မလောကေသမုတ်ပံတော်ဒုက္ခယတပပာနိအဲ့ဒီတော့အဲ့ဒီဓမ္မကိုကျင့်သုံးလိုက်တဲ့အခါမှာသံဃာဆိုတဲ့လူအဖွဲ့အစည်းတစ်ခုပေါ်လာပါတယ်သံဃောလောကေသမုတ်ပံတော်ပုံညာခိတ္တအနုတရဒါဖြစ်စဉ်ကိုပြောတာပါဘုရားပေါ်တယ်နံပါတ်1ပြီးရင်ဓမ္မဆိုတာပေါ်တယ် ဒီနေရာမှာဓမ္မရှိပြီးသားလို့ပြောเสียရှိပါတယ်သို့သော်ရှိပြီးသားပဲမဲ့သူပေါ်ထွန်းတာမဟုတ်ဘွင့်ထွန်းတာမဟုတ်ညီကြီးအောင်မှာကျောက်စင်းတို့ကြီးတခုအနှစ်တစ်ထောင်လောက်ရှိကြာကျင်လဲကြာမရှိကျင်လဲရှိနေမယ်သို့သော်လည်းတူဖော်မှုမရှိရင်ဒီကျောက်စင်းတို့ကြီးပေါ်ထွက်တယ်လို့ပြောခွင့်မရှိပါဒါကြောင့်မြတ်စွာဘုရားရှင်ကအစဉ်အဖြင့်တဓမ္မက2တန်ခါက3ဗုဒ္ဓနဲ့တန်ခါကိုဆက်သွယ်ပေးလိုက်တာဓမ္မနဲ့ဆက်သွယ်ပေးလိုက်ပါဒါကြောင့်ဗုဒ္ဓကမအရာဖရာတရားတန်ခါလို့ဖြစ်စဉ်ကိုစင်ထားခြင်းဖြစ်ပါ ဘုရားနဲ့တရားဘယ်သူမြတ်တယ်လဲတရားနဲ့တန်ခါဘယ်သူမြတ်တယ်လဲဘုရားနဲ့တန်ခါဘယ်သူမြတ်တယ်လဲဆိုတာဒါတွေကတော့အဖြေထုတ်မယ်လို့ဆိုရင်သူ့အရာဌာနနဲ့သူကျွန်တော်တို့အဖြေထုတ်ရပါမယ်လွယ်ကူတဲ့ဥပမာပေးပါမယ်နံပါတ်၁ချက်လက်ဝတ်ချန်ပီယံရယ်ရေကူးချန်ပီယံရယ်အပြေးချန်ပီယံရယ်ဘယ်ချန်ပီယံကတော်လဲလို့မေးအဲ့ဒီအတွက်အဖြေမရှိပါဘူးဘာကြောင့်လဲအရာဌာနမတူလို့ပါအကုန်လုံးအတော်တည်းပဲအထွတ်ထိပ်ကြီးပါ ထိုနည်းတူစွာပဲဗုဒ္ဓဆိုတာသည်ချမ်းသာခြင်းကျိုးကို ပေးစွမ်းနိုင်တဲ့အမြင့်မြတ်ဆုံးသောလူပုဂ္ဂိုလ်တူဓမ္မဆိုတာသည်ချမ်းသာခြင်းကျိုးကိုပေးစွမ်းနိုင်တဲ့အမြင့်မြတ်ဆုံးသောသဘောတရားတခုတန်ခါဆိုတာသည်ချမ်းသာခြင်းကျိုးကိုပေးစွမ်းနိုင်သောအမြင့်မြတ်ဆုံးသောလူအဖွဲ့စည်းတခုလူပုဂ္ဂိုလ်တူရဲ့သဘောတရားတခုရဲ့လူအဖွဲ့စည်းတခုရဲ့အရာဌာနကိုရပါတယ်ဒါကြောင့်ကျွန်တော်တို့ကထပ်ခွဲရပါတယ်တက္ကိကောယုကမှာအမျက်စင်နဲ့ပြောကိုးွယ်ရာမှာဗုဒ္ဓဟာယရဏနံပါတ်1ဖြစ်ပါတယ်မြတ်စွာဘုရားရှင်က နတ္တိမေပฏิပုဂ္ဂလောလို့နှုတ်တစိတ်ခတ်နေခဲ့ပါတယ်။ငါနဲ့တူတဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးတဲ့။နမေအာစရိယောအဋ္ဌိသတိသောမေနဝေသတိ။တတေဝကသမေလောကသမေနတ္တိမေပฏิပုဂ္ဂလော။ငါမှာဆရာလည်းမရှိဘူး။ငါတဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်မရှိဘူး။ तू အမျက်ဆုံးလို့ပြောလား။ဒါကြောင့်အခြေအနေကြောင့်အခြေလေးကြောင့်အခြေရှိကြောင့်ဘယ်လိုပဲတတဝါဆိုတဲ့စင်းဝင်တိုင်းဝင်တိုင်းအလုံးနဲ့မှာအမြင့်မြတ်ဆုံးဟာဗုဒ္ဓ။ဒါကြောင့်ဘုသူကိုကိုယ်ွယ်မလဲလို့ဆိုရင်ဗုဒ္ဓကိုပဲကိုယ်ွယ်ရပါမယ်အမြင့်မြတ်ဆုံး။ဒါကြောင့်ကိုယ်ွယ်ရမှာဗုဒ္ဓဟာယရဏနံပါတ်1 ဓမ္မနဲ့တန်ခါနောက်ရောက်သွားပါတယ်။အဲဒါလိုကိုကိုရံမှာထိတ်တန့်ခြင်းရောက်တော်လဲပဲဗုဒ္ဓကစဉ်းစားတော်မူပါတယ်။လောကမှာတိတ်တုံလူဦးကိုအလေးကလူမပြုတ်ပဲနေရင်မကောင်းဘူးလို့ဗုဒ္ဓရဲ့ဉာဏ်မှာထင်ပါတယ်။ဒီတော့ဗုဒ္ဓသည်မိမိအလေးကလူပြုရမယ့်အရာကိုရှာပါတယ်။ပုဂ္ဂိုလ်ကိုရှာပါတယ်။ဘယ်သူမှမတွေ့ပါဘူး။ဒါဖြင့်နောက်သဘောတရားကိုရှာတဲ့အခါဓမ္မကိုတွေ့ပါတယ်။ဤတရားကိုငါပင်လင်သိခဲ့လို့ဒီတရားတော်တွေသိခဲ့လို့သစ္စာတရားကိုသိခဲ့လို့ဗုဒ္ဓဖြစ်ကိုရောက်တယ်။ဒါကြောင့်ငါအလေးကရုပြုနေရမယ်လို့ဆိုပြီးဓမ္မကိုဗုဒ္ဓသည်အလေးကရုပြုနေရမ ဒါကြောင့်သမ္မာသမ္ဗုဒ္ဓပုသိတံတိဋ္ဌာနမမိဆိုတဲ့ကျမ်းဂန်ပါဠိလာရှိတဲ့နည်းဓမ္မံကရုံကတ်တော့အလေးကရုပြုရာဓမ္မဟာယရဏနံပါတ်၁ဘုရားနဲ့တန်ခါဟာနောက်ကျသွားပါဘုရားကိုယ်တိုင်ဒီပင်ရင်ဓမ္မကိုလေးကရုပြုနေပါနောက်တစ်ချက်တန်ခါလှူဒန်းရမှာတန်ခါဟာယရဏနံပါတ်၁မြတ်စွာဘုရားရှင်ဒီဟုသောပုဂ္ဂလဒိဋ္ဌံကိုလှူခြင်းတဲ့တန်ခါဒီဟုသောအဖွဲအစည်းအပေါင်းအစည်းကိုလှူဒန်းခြင်းကပို့ပြီးတော့ မြင့်မြတ်တယ်လို့သာသနာရဲ့ရှေ့ရေးကိုကြိုတွေးပြီးတော့မြတ်စွာဘုရားရှင်ကတန်ခေဒိဏမဟာဖလံတန်ခါကိုလူတန်းတဲ့နေရာမှာအမျက်ဆုံးပဲလို့ဖွင့်ဆိုခဲ့ပါတယ်။မြတ်စွာဘုရားရှင်ဒီပင်လေမိတိတော်ဂေါတမီလူတန်းတဲ့ရွှေချသင်္ကန်းကိုငါအာမလူနဲ့တန်ခါအားလူလို့သုံးချိန်တိုင်တိုင်ညွန်ပြတော်မူခဲ့ပါတယ်။တန်ခါဂုံတော်ကိုးပါးမှာလည်းပဲအနုဒရံပုံညာခိတံလောကသာအနုဒရံအတုမရှိမြတ်လာစွာသောပုံညာခိတံကောင်းမှုမျိုးစစ်စိုက်ပျိုးရန်အလို့ငါအကောင်းဆုံးသောလေယာဉ်မြေလို့ညွန်ပြခဲ့ပါတယ်။ ဒါကြောင့်လူဒန်းရံမှာတန်ဃာဟာယရဏနံပါတ်၄ဗုဒ္ဓနဲ့ဓမ္မနောက်ရောက်သွားပါတယ်ဒီလိုတွေကျွန်တော်တို့တွေခွဲခွဲခြားခြားနဲ့ဝိသရဏဆိုတဲ့စီစစ်တတ်တဲ့ဉာဏ်တွေနဲ့တင်ပြရတာဟာကျွန်တော်တို့မှာပါဠိတော်ထာဂရတိကာဆိုတဲ့မူဘုရားဘာသာရဲ့ပေတံရှိလို့ပါပဲဒါကြောင့်မိမိတို့ရဲ့ဉာဏ်စွမ်းရှိတဲ့မြတ်လေးနဲ့တက္ကပိတလို့ခေါ်တဲ့ကြံစီတွေးဆကြံစီယုံမြတ်နဲ့တိုက်ဆိုင်ယုံမြတ်နဲ့ဒါနဲ့ညီညွတ်ယုံမြတ်နဲ့လည်းပဲအမှန်ရလို့မယူကြနဲ့အောင်လို့ကာလမတ်သုတ်တန်ဒေသနာတော်မှာမြတ်စွာဘုရားရှင်ဟာ ောကြားတော်မူခဲ့ပါတယ်။ဒါကြောင့်ဒီကနေ့တင်ပြတဲ့ဟာတွေကိုကျွန်တော်တို့ဏီကုံချုပ်မယ်ဆိုရင်မာဆယ်ချက်လို့ခေါ်တဲ့ကဘာကျော်တဲ့မာဆယ်ချက်ကဘာကျော်တယ်လို့ဆိုရခြင်းကကေသာမုတ်တိသုတ်တံလို့ခေါ်တဲ့ကာလမတ်သုတ်တံကိုဘယ်တိုင်းပြီးဘယ်လူမျိုးဘယ်ဒေသပဲဖြစ်စေသွားဟောအမတန်မှစိတ်ဝင်စားကြ။အမတန်မှနှစ်သက်ကြပါတယ်။ဒါကြောင့်မာဆယ်ချက်လို့ခေါ်တဲ့ဒေသနာကြောယူမှာမာအနုတဝိနကံနေတာမာပရံပရာယကံနေတာမာဣတိကိရာယကံနေတာ အဲ့ဒီတော့ဒီကနေ့ကျွန်တော်တို့တင်ပြတဲ့မာပိဋကသမ္မာနိနဂန္ဓိဌာနဲ့မာတက္ကယေတုဂန္ဓိဌာအလုံး၅ချက်ပြီးသွားပြီဖြစ်ပါတယ်ရှေးဘက်တင်မှာတော့ကျွန်တော်တို့ကြံတဲ့၅ချက်ကိုအစဉ်တိုင်းသူတက်မှတ်ထားတဲ့အချိန်တွေမှာဆက်လက်ပြီးတော့တင်ပြသွားပါမယ်လို့ဆရာတော်သံဃာတော်ရှင်သူမြတ်များနေတော့ကစကိုင်းနဲ့ဒုမြင့်ဆန်ကြောက်ကိုစောက်ကြည့်နေကြတဲ့မိဘပြည်သူအပေါင်းတို့ကိုဒီမင်္ဂလာတရားမင်္ဂလာစကားအခမ်းအနားကနေကျွန်တော်နှုတ်ဆက်ရင်းနဲ့ကာရဝပြုပါတယ်ခင်ဗျာ